ပြဿနာတွေဗျာခွေးချင်းကြိုက်တဲ့ပြဿနာခွေးချင်းကျွန်တော်တို့မှလိုက်ကြည့်နော်ဘာလဲဘာကိုလိုက်ကြည့်နေလဲကျွန်တော်ဆိုရင်ဗျာအဲ့ဒီဒီစစ်ခွေးပုံမှန်ဆိုတော့ဘာလုပ်လဲဆိုတော့ပစ်စိုးထုတ်တယ်ချရတယ်ပြီးရင်လက်ပြပုံထုတ်တယ်ငါခွဲချပလိုက်မယ်ခွဲချပလိုက်မယ်လာပါကျွန်တော်ပထမဆုံးဒါကချင်ပြည်နယ်ဘက်ကိုအရင်တွေ့ကြည့်အောင်ပါနော် တော့ဒါဖားကန့်ကိုတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုဒါသတားညီနောင်မှာပိတ်ဆို့တိုက်ခိုက်တယ်ဗောနော်အဲ့မှာဒါစစ်ကောင်စီဘက်ကတေပြောက်ထိခိုက်ဒဏ်ရာရတယ်များတယ်အဓိကတော့စစ်ကူစစ်ကြောင်းနေဆိုရင်ဒါလုံးဝကိုမြေပြင်ကသွားလို့မရတဲ့အနေထားအထိစစ်ကောင်စီကခန်းစားနေရရင်ဆိုင်နေရတယ်ဗောနော်ပြီးတော့ဒါမနေ့ကဖြစ်စင်ဗောနော်ဒါရဲရင်ပြစ်ချရတဲ့ဖြစ်စင်မှာဆိုလဲဒါတော်တော်လေးအဲသူတို့ရဲ့စိတ်တက်တွေကိုတိတိရတဲ့ဟာလေးဖြစ်အဲဒီဗီဒီယိုမှတန်းထွက်လာတဲ့အချိန်မှာတွေ့ရတယ်ဗောနော်အဲဒါပထမတစည်းဒါရက်တယ်ရက်တဲ့အချိန်မှာ အောက်မှာဒါသူ အလူတွေခေါ်တင်ဖို့လုပ်နေရပါတော့လူတက်ဖို့လုပ်နေတဲ့အချိန်မှာဒုတိယတစည်းဆင်းလာတယ်ဆင်းလာချိန်မှာအဲဒုတိယတစည်းသူကဆိုရိတ်ခါတုပ်တွေပြစ်ချပြစ်ချပြစ်ချပြီးတော့အဲပထမတစည်းကိုကြော်ရဲ့နေရာလေးမှာဒါထိတယ်ပေါ့နော်ထိတယ်ပြစ်ပြစ်ခံရတယ်ဆိုမီးရွာပြွင့်သွားတယ်ပေါ့နော်အဲလိုဖြစ်တာလဲမြင်ရောဒါပထမတစည်းလူခေါ်ဖို့ရက်နေတယ်ပထမတစည်းကချက်ချင်းကောက်ထွက်တာနော်အောက်ကလူတွေဒီတိုင်းပြုတ်ကြကုန်တာအဲ့ဒါကိုဒါလောကအနီးကပ်လေးပြန်ကြည့်ကြည့်ဥစ္စာပေါ့နော်ပြီးတော့ဒါသူတို့ဘက်ကလည်းဒီဥစ္စာနဲ့ပတ်သက်လို့တော်တော်လေးအခဲမကြီးတဲ့အနေအထားတွေ့ရတယ် အဲဒီဘုံရဲရင်ပြစ်ချခံရတဲ့ဒါကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီစစ်ကောင်စီလော်ဘီတွေကညင်းတာဗောဖြစ်ဖြစ်ချင်းမှာညင်းတာဒါကျွန်တော်မြင်ရလိမ့်မယ်ဒါမနေ့ကဆိုရင်ကြုံရလိမ့်မယ်ဗောနော်အဲကျွန်တော်ဒီဘက်ကတီးရတဲ့အဖွဲတွေကချက်ချင်းကောက်တင်ပြီဆိုတဲ့အချိန်မှာသူကဓမ္မလေးဓာတ်ပုံပြဗီဒီယိုမှတ်တမ်းပြမင်းတို့ကဘယ်တော့ဟာကြီးနဲ့လိန်နေတာရုရှားကဘာကြီးညာကြီးအဲဒါမျိုးပုံစံမျိုးတွေပြောကြတယ်ပြောကြတဲ့အချိန်ပြီးပြီဆိုမှပဲအဲဗီဒီယိုမှတ်တမ်းနေအဲအတန်ဖိုင်တွေရောဓာတ်ပုံတွေရောမှတ်တမ်းတွေဗီဒီယိုတွေရောဗောနော်အဲ့ဒါတွေအကုန်လုံးထွက်ချလာတယ်ဒါထုတ်ထုတ်ချပလိုက်တယ်ဗောနော် အဲ့တော့ကျတော့အဲ့လိုဖြစ်သွားပြီဆိုတော့အချိန်ထိကိုဒီ lobby တွေကညင်းနေတော့ဒါကရုရှားကဗီဒီယိုဖိုင်ကြီးတို့ဒါကဟိုးရင်တော့အဟောင်းကြီးတို့အဲ့လိုပုံစံမျိုးတွေနဲ့ညင်းနေကြတော့ဟိုမှာရေဘက်မှာ name plate တွေအရစာပါနေပြီအဲ့ဒါကိုပဲညင်းနေတော့မယ်အဲ့အချိန်ကျမှဘာဖြစ်လဲဆိုတော့သူတို့ရဲ့ပထွေးရထပြီးတော့ဒါကိုဝန်ခံတယ်ပေါ့နော်ဝန်ခံတယ်စေကောင်စီဘက်ကဒါရဲရင်ပေါ့နော်တေယူပို့ဆောင်ရင်လုံနေရင်းနဲ့ရဲရင်ကဒါဆက်ချွတ်ယွင်းပြီးတော့ပြတ်ကြသွားပါတယ်ဆိုပြီးတော့ဒီဥစ္စာကိုဝန်ခံတယ်ပေါ့နော်အဲ့အဲ့တော့ဆိုတော့အဲ့ခါကျတော့ ူပထွေးအောက်ကသားတွေသမီးတွေကလိန်နေတယ်ဆိုတဲ့အချိန်မှာသူပထွေးကကောက်ပြီးတော့ဝန်ခံပလိုက်တော့အောက်ကကောင်နေဂွမ်းကုန်လာပါတော့နော်။ဘာလို့လဲသူတို့ရဲ့အဆင်ကဘာလဲဆိုတာကိုပြလိုက်တာပါနော်။မင်းတို့ကမဟုတ်ဘူးတခုခုဆိုရင်ဖင်ပိတ်ညင်းဖို့လောက်ပဲတက်တယ်။မင်းတို့ကတခုခုဆိုရင်အဲဟိုပေါ့နော်သတင်းအချက်လက်မှားအောင်လို့ပေါ့နော်။ဒါမျိုးပြောတာမျိုးပဲမင်းတို့တက်တယ်။အဲပြီးရင်သူတို့အတွက်သူတို့စိတ်ဖြေနေအာသာဖြေနေအောင်ပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အနေအထားတစ်ခုပေါ့နော်အဲဒါတောင်မှပဲသူ့ပထွေးကညင်းသွားသေးတယ်ပေါ့နော်ဒီဝန်ခံတာတော့ညင်းသွားသေးတယ် ဆက်ချွတ်ရင်းလို့ဆိုပြီးတော့ညင်းသွားဆက်ချွတ်ရင်းတာဟုတ်တယ်ဘာကြောင့်ဆက်ချွတ်ရင်းတာလဲပလိန်တက်ဖွဲ့တွေကပြစ်ခတ်လိုက်လို့အဲဥစ္စာကိုမပါဘူးပေါ့နော်အဲဒါပေမဲ့လည်းဒါဖြစ်စဉ်ကတော့တကယ်ကိုအောင်မြင်မှုရတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ပေါ့နော်ဒါတကယ်မနည်းအားဆိုရင်ချိုးဖွဲ့ဆိုရင်ဒါပြည်သွေးဆိုရင်လာပြောကြရပေါ့နော်ဟာအခုညတော့အိတ်နိုင်မယ်မထင်ဘူးတော့အဲတရှင်းတွေပါလာဆိုကြကြတကယ်ကိုတညာလုံးပျော်နေကြရဖွဲ့လည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအတန်းတွေမကြားရတာကြာပြီ哦ပြီးတော့ကြတော့ဒါရှေ့မှာရဲဆက်ဆက်လုတ်ခဲ့တဲ့လောက်ရတဲ့အကြောင်းမလို့အခုလိုမျိုးအောင်မြင်မှုရတယ်ဆိုတဲ့ဟာကိုသွေးကြွေးပြန်ဆက်နိုင်တယ်ဆိုပြီးတော့လည်း ပျော်ရွှင်နေကြရပြည်သူတွေအများကြီးရှိတာပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကသူတွေအနေနဲ့စဉ်းစားသေးတာဟာငါတို့ဘက်ကလူတေတာပေါ့နော်ငါတို့ဘက်ကစစ်သားတွေတေပြီဆိုရင်ပြည်သူတွေဘာကြောင့်အဲ့လောက်ပျော်နေတာလဲဆိုတဲ့ဟာကိုလည်းမင်းတို့နည်းနည်းလေးကြော်ပြီးတော့စဉ်းစားစေချင်တာပေါ့နော်တကယ်တော့မင်းတို့ချစ်ခင်မြတ်လို့လဲဆိုရင်ဒီပြည်သူတွေကဘာလို့ပျော်နေရမှာလဲဝမ်းနဲ့ကြေကွဲမှာပေါ့ အဲ့လိုမဟုတ်ဘဲနဲ့အခုတော့ပြည်သူအကုန်လုံးကဝမ်းသာကြရတယ်ဆိုတော့ဒါမင်းတို့ရဲ့လောရက်တွေမှားနေပြီလားဆိုတာကိုပြန်သုံးသပ်သင့်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စဉ်ဖြစ်သွားပြီဆိုတဲ့အချိန်မှာမကြည်နက်တဲ့စားခါစားအနေနဲ့ကဒါဝိုင်းမော်တို့မြစ်ကြီးနားတို့မှာဒါသူဒီလုံချိုရေးပို့ပြီးတော့တိုးမြင့်တာမျိုးတွေလုပ်နေတယ်မကြည်နက်တယ်ဆိုတာအထက်သူတို့အတွက်လည်းအနေရရှိလာပြီလို့ယူဆရလဲဖြစ်ကောင်းဖြစ်မယ်ပေါ့နော်လမ်းဆောင်လမ်းကွာနေရာမျိုးတွေမှာအဲတော်တော်လေးအဲလုံချိုရေးတင်းကျပ်ထားရရှိသလိုဒါဗလာမင်းသိတရားတို့ဘာလို့ဆိုရင်လဲ အဲတော်တော်စိုးစိုးကစစ်စေးလာမျိုးတွေလုံနေတယ်ဗောနော်အဲဝိုင်းမော်ပချမ်းမှာဆိုလဲအဲ့လိုမျိုးလုံတယ်အင်ဖော်မာပုံစံမျိုးတွေနဲ့သတင်းယူရမျိုးတွေလည်းလုံတာတွေရှိတယ်ဗောနော်အဲပြီးတော့ဒါနွားချောင်းသားပုံစံမျိုးနဲ့သတင်းယူရတဲ့ဟာတွေလည်းဒေါ်လာတပ်ဖွဲ့တွေဘက်ကဖမ်းမိတာတွေလည်းရှိတယ်ဗောနော်ဒါကတော့ဒါဒီစစ်ကောင်စီဘက်ကမကျေနပ်တဲ့ဟာဗောအဲအဲ့မကျေနပ်တဲ့ဟာကိုဒါဒီနေ့ဗောနော်အဲဒီနေ့နေ့လယ်မှာပဲဒါလိုက်စာအနီးကိုကာမီကာစီအဲနဲ့တချိန်လာပြီးတော့တိုက်ခိုက်သွားတာမျိုးတွေလုံတယ်ဗောနော် တော့သူတို့ဒီလောက်ထိခံနေရတဲ့ဟာတောင်မှပဲသူကလုံးဝဟိုတေကန်နီဤပေါက်တယ်လို့ပဲပြောပါတော့ဗောနော်အဲ့လိုပုံစံမျိုးပြန်ပြီးတော့လုံးပြနေသေးတာဗောဗျာဟိုတစ်ဖက်ကပြန်စဉ်းစားမယ်ဆိုလဲသူတို့မှာဒီဝါရမိုင်းနေဗောနော်ဘယ်လောက်တောင်မှပြစ်ကျက်နေလဲဆိုတာကိုကျွန်တော်စဉ်းစားမိတယ်ဘာလို့လဲဟာဒီကောင်တွေကသူတို့အတွက်ဒီလောက်တောင်အချင်းနေဆိုးနေတာကိုဒါမျိုးလုံနိုင်သေးတယ်ဆိုပြီးတော့ဒါကျွန်တော်စဉ်းစားမိတာဗောနော်အဲ့တဖက်ကပြန်စင်းစားရလေသူတို့ကဘယ်လောက်တောင်မှဝါရမိုင်းကြီးရိုက်သွင်းထားမှမသိတာသူတို့ဘက်ကနိုင်နိုင်နေမှာပေါ့ သူတို့ရဲ့ဒါပြောဆိုမှုတွေထဲမှာဝါလာဖြတ်မှုတွေထဲမှာဒါမျိုးတွေပဲလောက်ကြတာ哦။အဲကြတော့အရှင်မီနဘတ်မှာလည်းအဲကြတော့ဒေါ်လာရင်းတက်ဖွဲ့တွေကတော်တော်လေးကိုအသာစီးရထားတဲ့အနေအထားတစ်ခုဖြစ်နေပြီပေါ့နော်။အားရစရာကောင်းတဲ့သတင်းကောင်းတွေလည်းမကြခင်ထပ်ပြီးတော့ကြားရဖို့ရှိပါတယ်ပေါ့နော်။ပြီးတော့ဒါကြောင့်ခရင်ဘက်တကြည့်မယ်ဆိုရင်ခရင်မှာလည်းဒါ3လအတွင်းစကန်း6ခုသိမ့်ပိုက်နိုင်တဲ့အတွက်ပေါ့နော်အဲတမခွန်က KNU KND ကိုတက်ဖွဲ့ဝင်တွေကိုဒါအခမ်းအနားနဲ့ဂုဏ်ပြုတာတွေလုပ်တယ်ပေါ့နော်ညာလဲတကယ်အားရစရာကောင်းပါတယ်အဲလုံးဝဘာမှ မလုတ်ဘူးလားဘာမှမလုတ်ဘူးလားဆိုပြီးတော့ပြောနေတဲ့တမဟာခွန်ကဒီ3လအတွင်းမှာစကန်း၈ခုအပြောင်းရှင်းနေဆိုတဲ့ဟာလေအာရဂျင်းနဲ့ဆရာကောင်းတယ်ဘာလို့လဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲအဲမြောက်ပိုင်းတပ်ဖွဲ့တွေပေါ့နော်အဲမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေစီရေးအေးနေတဲ့အချိန်မှာဒီလိုမျိုး KNU ဘက်ကတောင်ပိုင်းဘက်ကထပြီးတော့ဒီလိုမျိုးတွေလှုပ်ပြနိုင်နေတာလေမင်းအွန်လိုင်းကိုတော်တော်လေးအကျက်တွေ့စေတယ်ပေါ့နော်အခုဆိုလင်းလင်းကျဲတဲ့တချို့နေရာတွေဆိုရင်အရင်တော့ကတော့ဒီတနေရာတွေဖြစ်တာဖြစ်တော့ဒီဒီနေရာတွေကိုဖိပြီးတော့ကျဲတယ်ပေါ့နော် ဒါပေမဲ့အခုကျအဲ့လိုမဟုတ်ဘူးဖြစ်တဲ့နေရာတွေကအများကြီးဖြစ်လာတဲ့အခါလင်းကျဲရတာတော့မှဟိုနော်လို့ခက်စိတ်စိတ်မလုံနိုင်တော့တဲ့အနေအထားတွေတွေ့နေရတယ်ဆိုပြီးတော့ဒါပြောကြရပါတော့။ဒါပေမဲ့လည်းဒါတို့တော့ကျွန်တော်တို့ဒါအထင်သေးလို့မရဘူး။အများတန်းမှာလေကြောင်းတိုက်ခိုက်မှုတွေရှိလာနိုင်တဲ့အတွက်ပေါ့နော်။ ဒါသတိထားပြီးတော့လုံခြုံရေး view site ဖို့အရေးကြီးတယ်ပေါ့နော်ပြီးတော့ဒီရက်ထဲမှာကိုပဲဒါကရင်ဘက်မှာလည်းနောက်ထပ်အောင်ပွဲနဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေကြားရဖို့ရှိပါသေးတယ်အဲသူတို့ဘက်ချမ်းမှာဖြစ်နေတဲ့ဒါတောင်ပိုင်းမှာရှိတဲ့ပေါ့နော်တာဝန်ပေးထားခံရတဲ့စစ်ကောင်စီတပ်သားတွေရဲ့အခြေအနေကိုပြောရမယ်ဆိုရင်စကန်အချင်းပြောင်းတစ်ခုပေါ့ဗျာစကန်အချင်းပြောင်းတစ်ခုမှာအဲအဲစကန်ကိုလာချင်းမဲ့အင်အားပေါ့နော်အဲစစ်ကြောင်းပေါ့အဲစစ်ကြောင်းကအဲစကန်ကိုလာဖို့အတွက်ကိုစကန်နဲ့ဆက်သွယ်ဆက်သွယ်ရဲ့အချိန်မှာအဲစကန်ကဘာလုပ်လဲဆိုတော့ပုံမှန်ဆိုရင်သူကဒီစကန်အချင်းပြောင်းလာပြီဆိုရင်သူတို့ကိုလာချင်းမဲ့အဖွဲ့ကိုသူကလမ်းကြောင်းမှာလုံခြုံရေးယူပြီးရ ဒီလာချိန်မဲ့အဖွဲလာမဲ့လမ်းကြောင်းမှာလုံခြုံရေးယူပြီးရစကန်အဖွဲဒါပေမဲ့အခုလိုမျိုးအခြေအနေမှာဘာပြောလဲဆိုတော့စကန်အဖွဲကငါတို့ကတဲ့ငါတို့စကန်ကနေအပြင်ထွက်လိုက်တဲ့နေရာလောက်ထိပဲငါတို့လုံခြုံရေးအာမခံတယ်ဂျန်တဲ့နေရာငါတို့အာမမခံဘူးဆိုပြောတယ်ပေါ့နော်အဲကြတော့အဲလာချိန်နဲ့စစ်ကြောင်းကိုလည်းအထက်ကနေဘာပြောလဲဆိုတော့အခြေအနေမကောင်းသေးတဲ့အတွက်ပေါ့နော်မင်းတို့ကောင်နေရောက်တဲ့နေရာမှာကြီးကအုတ်ထုတ်ကြီးကအင်ကြီးဝှက်ပြီးတော့တိတ်တိတ်လေးနေပါအတန်မထွက်ပါနဲ့ဆိုပြီးပြောတာအဲ့ဒါအားရဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့စစ်ကောင်စီစစ်သားတွေကအခု ဒီတောင်ပိုင်းဘက်မှာဖြစ်နေရတဲ့ကြုံနေရတဲ့အနေအထားမှာအဲ့လိုအနေအထားတွေရှိတယ်ဆိုတာကိုလည်းဒီဖြစ်စဉ်တစ်ခုကနေကျွန်တော်တို့သိရတယ်ပေါ့နော်ဒါဟာလည်းအားရစရာတည်ငောင်းတစ်ခုဖြစ်တယ်အဲပြီးတော့ဒါကျွန်တော်တို့ချင်းပြည်နယ်ဘက်နော်ချင်းပြည်နယ်ဘက်ကိုတော့ကြည့်မယ်ဆိုရင်လည်းအဲဟာခါမှာပေါ့နော်ဟာခါမှာဒါကျွန်တော်တို့တည်ငင်းတစ်ခုရတယ်ပေါ့နော်အဲ့ဒါဟာခါဖလန်ကားလန်ပြီးရင်ဟာခါတာ6လမ်းစုံအဲဟာခါကံကောလမ်းပေါ့နော်အဲ့လမ်းတွေကိုဒါစစ်ကောင်စီကပိတ်ဆို့တာတွေလုပ်သွားတယ်ပေါ့နော်အဲလမ်းတွေပိတ်ပစ်တယ်စစ်ဆေးတာတွေလုပ်တယ် အတင်းကျပ်ကြက်မှတ်နေတယ်ဆိုရပုံစံမျိုးတွေသူတို့လုပ်တယ်အဲဥစားကိုကျွန်တော်တပ်ဖွဲ့တွေစီကိုမေးကြည့်တော့ပေါ့နော်အဘာဖြစ်လို့စစ်ကောင်စီကအဲ့လိုမျိုးနေရာတွေအဲ့လိုပိတ်ထားရလဲပေါ့နော်အာမဟုတ်ဘူးတဲ့အလင်းဝင်တဲ့လူတွေများလာလို့အဲ့လိုပိတ်ထားရလို့သိရတယ်တဲ့ဟာဟာကမတက်ရသေးဘူးအဲ့လိုအနေထားတွေဖြစ်နေပြီပေါ့နော်တပ်ဖွဲ့တွေကလည်းကြွေးကြော်ထားတာကြွေးကြော်ထားတဲ့အတိုင်းကိုပဲဒါတက်ပြီးတော့တိမ့်နိုင်နေတဲ့အနေထားဆိုတော့ဒီကောင်တွေလည်းကြောက်လန့်ကြတာတွေဖြစ်နေမှာပေါ့နော်အဲ့ပြီးတော့ရှေ့ပိုင်းမှာဒါဒီထက်ပိုပြီးတော့ အဲအိမ်အားများပါတယ်ဆိုတဲ့နေရာတွေကိုမရရအောင်တိုက်ပြထားတာဖြစ်တဲ့အတွက်အခုလိုမျိုးနေရာကအဖွဲတွေကလည်းကြောက်လန့်တကြားတော့ရှိတာပေါ့လေနော်အဲဒါကြောင့်မလို့ဒါအလင်းဝင်တဲ့ဥယျာဉ်တွေများနေတာဖြစ်တယ်ဒါကြောင့်မလို့ပဲစီကောင်စီကသူတို့အချင်းချင်းထွက်မပြေးအောင်လို့လိုက်ပြီးတော့ဖမ်းခိုင်းတာတွေပိတ်ဆို့ခိုင်းတာတွေဒါမျိုးတွေလုပ်နေရတာဖြစ်တယ်ဆိုပြီးတော့သိရတယ်ဒီသတင်းအမှန်သာဆိုရင်လည်းဒါဟာအားရစရာကောင်းတဲ့နေသားတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ညာဘက်ညာဘက်ကိုတွေ့ကြည့်မယ်ဆိုရင်လည်းဒါညောင်ဦး နောက်ဖက်ချမ်းပါဆိုရင်ဒီနေ့မနက်ကနေစပြီးတော့ဒေါ်လာရင်းတက်ဖွဲ့တွေနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ဒါတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေရရှိတယ်။အဲကုကြလှူကြဖို့လည်းလိုတယ်ပေါ့နော်။တက်ဖွဲ့တွေကအညာဆိုရင်တည့်ရတိုင်းပါပဲ။မပြည့်မစုံမဲနဲ့တိုက်ပွဲဝင်ရတာများတယ်။ဒါပေမဲ့ဇာကတော့လုံးဝမသေးဘူးပေါ့နော်။အောင်မြင်မှုတွေအမြဲတမ်းရအောင်ယူနိုင်နေတဲ့အဖွဲ့တွေလည်းရှိသလိုဆုံးရှုံးမှုတွေလည်းရှိနိုင်တယ်။ဒါကြောင့်မလို့အဲဒီနှစ်ဖက်အဲတနက်တွေနဲ့တေးစီနိုင်နဲ့လက်နက်တွေနဲ့ပြစ်ခတ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တပ်ဖွဲ့တွေပို့ပြီးပြေဆုံးဖို့တော့အရင်ရည်ကြည့်တယ်အဲ့အတွက်လည်းပါဝင်ကြစီခြင်းနဲ့ပေါ့နော် ဒီရက်ထဲမှာကိုပဲနထိုးကြီးဘက်ချမ်းမှာဆိုလဲအရန်ကိုတိုက်ပွဲပြင်းထန်နေရတယ်ရှိတယ်အဲ့အတွက်ဒါမြင်းကျက်နထိုးကြီးတောင်သာဘက်မှာရှိတဲ့တပ်ဖွဲ့တွေတိုက်ပွဲဝင်နေကြတဲ့တပ်ဖွဲ့တွေကိုလည်းတက်နိုင်သလောက်လေးကူကြစေခြင်းနဲ့အဲကိုတပ်ဖွဲ့တွေအခုလိုမျိုးလိုအပ်နေတဲ့ချိန်မှာပေါ့နော်အဲကူပေးလိုက်နိုင်နေဆိုတာဟာကိုတပ်ဖွဲ့တွေရဲ့အသက်ကိုကဲရလဲရောက်သလိုပေါ့နော်အောင်မြင်မှုတွေရဖို့အတွက်တပတ်တလန်းကနေဝိုင်းဝန်းကူညီပေးတယ်ဆိုတဲ့အရာလဲရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တပ်ဖွဲ့တွေထိခိုက်သွားပြီဆိုမှကြာဆုံးသွားပြီဆိုမှဝန်းနေရတာထက်ပေါ့နော်အဲခုနကလိုတပ်ဖွဲ့တွေမကြာဆုံးခင် အောင်မြင်မှုတွေရအောင်လှုပ်ဆောင်တဲ့အနေအထားမှာကျွန်တော်ဝိုင်းပြီးကူညီတာကပို့ပြီးတော့ရတာရှိပါတယ်ဗောနော်အဲကြအဲ့ဘိုင်းနေမှာလည်းကူညီပေးကြဖို့ဒါတောင်းဆိုခြင်းတယ်ဗောနော်နောက်တစ်ခုကဒါကင်းရီဘက်မှာလည်းကျွန်တော်မကြခင်မှာသတင်းကောင်းတွေထုတ်ပြန်လာဖို့ရှိတယ်ဗောနော်အဲချို့တင်းစီရမိတဲ့ပစ္စည်းပစ္စည်းတွေဆိုရင်လုံးဝအတစ်ချက်ချို့ဗောနော်စစ်ကောင်စီဘက်ကအဲကြောက်လန့်တကြားနဲ့ထွက်ပြေးတဲ့သူတွေလည်းရှိတယ်လို့ဗောနော်အောင်မြင်မှုတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တဲ့အခါမှာလည်းကျွန်တော်တို့ဆက်သွယ်ပြီးတော့မေးမြန်းပေးဖို့တွေလည်းရှိတယ်ဗောနော်ဒါကလည်းတကယ်အားရစရာကောင်းတဲ့ သတင်းတွေအများကြီးရှိပါတယ်ဗောနော်နောက်ခါတော့ဒီနေ့မှာဒါမီဒီယာပေါ်တက်လာတဲ့ဗီဒီယိုတစ်ခုဗောနော်အဲ့ဒါတော့ဒါမေဒီလာပြူကောင်းဆောင်အဲဇော်ယူထွန်းနဲ့အဲစစ်ခွေးဘုံမှုဗောနော်တို့ပြဿနာတက်နေတဲ့ဟာဗောနော်အဲအဲ့ဒါမှန်ချခိုင်းလို့ပြဿနာတက်တဲ့ဟာဗောဗျာဒီဇော်ယူထွန်းဆိုတဲ့ကောင်ကတဲ့ဒါသူကအဲလေတက်ကအုတ်ခွဲတက်ချက်ကြီးကနေပြီးတော့ဆေးကြပြီးတော့ဒါအရသာဖြစ်တယ်ဗောနော်အခုတော့ပြူကောင်းဆောင်လှုပ်တယ်ဗောနော်လှုပ်ပြီးတော့သူကအခုလိုမျိုးဒါစစ်တက်ကအကောင်ပေါင်းဆိုတဲ့ကောင်တွေကတာဝန်ပေးခံရတာဗောနော်အဲလမ်းမိုင်းတွေကဂိတ်တွေမှာတာဝန်ပေးခံရတဲ့အချိန်မှာ အဲ့လိုတော့တက်တဲ့တာဝန်မှုကတာဝန်ပေးတဲ့အချိန်မှာတက်တဲ့မှုကပေးတဲ့အချိန်မှာခုနကလိုဗိုလ်မှူးတယောက်ကလာတဲ့အချိန်မှာအဲ့ကားကိုမှန်ချခိုင်းတော့အမေဘာဘာပြဿနာရောခွေးချင်းကြိုက်တဲ့ပြဿနာခွေးချင်းကျောင်းမှာလိုက်ကြည့်နော်ဘာလဲဘာကိုလိုက်ကြည့်နေလဲကျွန်တော်ဆိုရင်ဒါအဲ့ဒီဒီစစ်ခွေးဗိုလ်မှူးကသူကဘာလုပ်လဲဆိုတော့ပစ္စိုးထုတ်တယ်ချားတယ်ပြီးရင်လက်ပြုံဘုံထုတ်တယ်အခွဲချပလိုက်မယ်ခွဲချပလိုက်မယ်အဲ့လိုမျိုးပြောနေတဲ့ဟာကိုကျွန်တော်မှရင်တမမနဲ့ကြည့်ရမခွဲချလိုက်မှာဆိုလို့ပါနော် ငါခွဲခြားပြလိုက်မယ်မင်းတို့ငါတော့မကတ်နဲ့ဟဲ့အောင်ဘိုးဘူးကွာဟဲ့အောင်အင်စားပေးကွာအဲ့လိုမျိုးပုံစံမျိုးတွေလုပ်နေတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့ဟိုဘက်ကကောင်ကလည်းဆက်ဆက်တိမကန်အတူမှန်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့ပြောတာမျိုးတွေပေါ့အတိကတော့ဆွေးကောင်စီကသူတို့ရဲ့စောင့်ကြည့်နေရဒီပုံစံမျိုးဆိုတဲ့ဟာကိုသိသာစေတယ်အချင်းချင်းတောင်မှပေါ့နော်အာနာပြဖို့အတွက်ကိုအမြဲအစဉ်သင်ရှိနေတယ်ဆိုတဲ့ဟာတွေလားဒါဒီဖြစ်စဉ်မှာမြင်သာစေတယ်ပေါ့နော်အတခုခုဆိုရင်လက်နဲ့အားကိုနဲ့ရှင်းမယ်ဆိုတဲ့ဟာမျိုးတွေကလည်းဒီဖြစ်စဉ်မှာဒါတွေ့ရတယ်ပေါ့နော်အဲမင်းငါတော့ဘယ်သူမှမကန့်တဲ့ဒီမှာ ါဘာဖြစ်တယ်ညာဖြစ်တယ်ဒီတနတ်တခိုင်ခိုင်နဲ့ပေါ့နော်တခုဆိုရင်လက်နက်ကိုပဲအကူမယ်ဆိုတော့အုံတော့မရှိတဲ့ကောင်တွေရဲ့ဒါပြဿနာဖြစ်ရှင်းဒီပုံစံမျိုးတွေပေါ့နော်ဒါဘာဖြစ်ဖြစ်ကျွန်တော်တို့ကတော့အချင်းချင်းအာဏာပြတာတွေခွေးချင်းကြိုက်တာမျိုးတွေအတွက်ကျွန်တော်တို့ကအဲလက်ခုပ်တီးပေးဖို့ပဲရှိတယ်ပေါ့နော်ဒီကတော့တို့ဘာပဲဖြစ်ဖြစ်အခုဆိုရင်ဒါဇော်ယူထုံးကဖတ်ခံလိုက်ရပြီဆိုပြီးအတိတယ်ပေါ့နော်အဲဘယ်လိုပဲဖြစ်တို့အချင်းချင်းကြားထဲမှာပြဿနာတွေပို့ပြီးတော့ကြီးထွားလာဖို့အတွက်ကိုကျွန်တော်မြေမြေဆက်ဆက် ပြန်ပြီးတော့ဒါဒါရန်တိုက်ပေးကြတာပေါ့မနော်အချင်းချင်းကြိုက်လို့တယောက်ရော့သွားတယ်နဲတာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဒါကြောင့်ဝမ်းသာအားရနဲ့လက်ခုပ်တီးပါမယ်လို့ပြောချင်ပါတယ်အဲ့တော့ကျတော့နေရာအနှက်မှာဒါစစ်ကောင်စီကပေါ့နော်အာနာလှုပ်ထားတဲ့မင်းအောင်လှိုင်ဥဆောင်တဲ့စစ်ကောင်စီကနေရာအနှက်မှာတိုက်ပွဲတွေဒါကြာရှုံးနေတာတွေထိခိုက်ဆုံးရှုံးနေတာတွေအများကြီးရှိပါတယ်ချို့စကန်းနေရာဆိုရင်အာရွာသူရွာသားတွေနဲ့ရောပြီးထွက်ပြေးသွားတဲ့စခန်းတွေတောင်ရှိပါတယ်ဗောနော်။ဘာဖြစ်လို့လဲဆိုတော့အဲဒီစခန်းငုံကိုပိတ်ထားတဲ့ချိန်မှာ လမ်းလေးဖွင့်ပေးပါရွာသူရွာသားတွေကိုသွားစီခြင်းလို့ပါဆိုပြီးတော့ပြောပြီးတော့ခိုးပြီးတော့ထွက်သွားတဲ့កောင်မျိုးတွေလည်းဒါအချို့နေရာတွေမှာရှိလာတယ်ဗောနော်အဲအဲကြတော့သူတို့ဘက်ကစိတ်သက်အခြေအနေခံယူချက်တွေပြီးတော့စီရေးဆွမ်းရည်အုတ်ချိုရေးဆွမ်းရည်တွေပြီးရင်စီယုံရေးဆွမ်းရည်တွေဘာတစ်ခုမှအကောင့်တိုင်းမရှိတော့မဲနဲ့ယိုယွင်းပျက်စီးနေတဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့တွေကတော့စိတ်သက်အပြည့်နဲ့ဗောနော်လက်နက်ခဲယမ်းတာပြည့်စုံလို့ကတော့စစ်ကောင်စီကိုဒီချက်မြန်မြန်ဖြုတ်ချနိုင်လိမ့်မယ်ဆိုတဲ့ဟာကိုကျွန်တော်ယုံကြည်ရပါတော့အဲကြောင့်ကျွန်တော်တို့ဝိုင်းပြီးတော့ကူကြမယ်လူကြမယ် တန်ဆိုင်ရတဲ့လောက်ထောက်ပံ့ကြမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကရဖို့ရမှာပါလို့ဒီနေ့ကနေပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်